ီနေ့မှာတော့ဆိုင်းကီတို့ကြောင်းမှာအားကစားခြင်းရှိပါတယ်။ဆိုင်းကီကတော့သူ့ရဲ့အစွမ်းနဲ့နိုင်ငံအဆင့်ထိရောက်အောင်လို့လုပ်နိုင်ပေမဲ့လေပုံမှန်လူတယောက်လိုမျိုးသားအေးဆေးဆေးနေကျင်တာပဲဖြစ်ပါတယ်။ဒီနေ့အားကစားကတော့ဘောလုံးရှောင်ရမှာပဲဖြစ်ပါတယ်။ဆိုင်းကီရဲ့အတန်းပေါ်ဖြစ်တဲ့အတန်းကောင်းဆောင်ဟယ်ရီယိုကတော့ဘယ်ချင်းမျိုးမှမဆိုအရန်တက်ကြွနေတဲ့ကြောင်းသားတယောက်ပါ။အတန်တွေကသူတွေကတော့ဟယ်ရီယိုကိုလေးစားကြပေမဲ့လို့အရန်ကိုမှတက်ကြွလွန်နေတာကြောင့်ဆိုင်းကီနယ်ကတော့စိနေရည်လိုဖြစ်နေခဲ့ပါတယ်။ဘောလုံးပြစ်တဲ့အားကစားကတော့စပါပြီ။ တဖက်စီလူရွေးဖို့အတွက်ဆရာကနေပြီးတော့ဆုံဆွန်စီနဲ့လူခွဲပေးလိုက်တာဟာရီကတော့ဆန်ကီနဲ့ကတော့တတင်းနေကြပါတယ်ဟာရီကတော့တက်ကြွနေပေမဲ့လို့ဆန်ကီကတော့အကစားမလုပ်ဘဲနဲ့အေးဆေးနေကြတဲ့အကြောင်းကစားပွဲကနေထွက်ရဖို့အရေးကိုမှညံစင်နေပါတယ်ဟာရီကတော့ကစားပွဲထဲမှာနေရာစုပ်ပတ်ပြေးနေပြီးတော့အတင်းသားတွေအတွက်နှစ်ဆကြိုးစားပေးနေခဲ့ပါတယ်ဆန်ကီကတော့မြင်မြန်ထွက်ရအောင်လို့သူ့ရဲ့မျက်နှာကိုပေါ်လုံးအမှန်ခံလိုက်ပါတယ်မျက်နှာကိုပေါလုံးမှန်သွားလို့ကွင်းထဲကနေထွက်ရပြီလို့ထင်နေပေမဲ့မျက်နှာကိုပေါလုံးထိရင်ထွက်เสียမလိုဘူးဆိုတဲ့အစီအမံကြောင့်ကွင်းထဲမှာပြန်နေရပါတယ် ်ဆိုင်ကီကလည်းအနေငယ်စိတ်ပြတ်သွားရပါတယ်နောက်တော့ဆိုင်ကယ်ရှိကိုဘောလုံးရလာပြီးတော့အကုန်လုံးကလည်းတစ်ဖက်ကသူတွေကပြစ်ပြီးတော့အနိုင်ယူဖို့အတွက်ကိုမှအားပေးနေပါရင်ဆိုင်ကယ်ကတော့တူတာအာတုံးပြီးတော့ပြစ်လိုက်ရင်အာမထိတ်နိုင်ဖြစ်သွားမှာကိုတွေးနေပေမဲ့လို့ဟာရူကတော့ဘောလုံးကိုပြစ်ဖို့ကိုတွန်းအားပေးနေခဲ့ပါရင်နောက်တော့လည်းဆိုင်ကယ်ကဘောလုံးကိုအားနေနဲ့ရှော့ပြီးတော့နန်ဒရိုးစီကိုပြစ်လိုက်ကအားရော့သွားခဲ့ပြီးတော့နန်ဒရိုးကလည်းအေးစေးကိုမှဖမ်းနိုင်ခဲ့ပါရင်ဆိုင်ကယ်ကတော့ဘောလုံးကိုတေချာမပြစ်လို့အတန်းကောင်းဆောင်ကလည်းနန်ဒရိုးကဆိုင်ကယ်ရဲ့တငယ်ချင်းဖြစ်နေလို့အရှော့ပေးလိုက်တာလားဆိုပြီးတော့ဆူနေခဲ့ပါရင် ်နောက်တော့ဘောလုံးရသွားတဲ့နန်းချူကလည်းတခါရေကိုမှပြစ်လိုက်တာလူချောင်ရောက်ကလည်းလဲပြီးတော့ကွင်းထဲကနေကိုထွက်သွားရပါတယ်။ချောင်ရောက်ထွက်သွားတာကြောင့်ကွင်းထဲမှာသူတို့နှစ်ယောက်ပဲကြံခဲ့ပါတော့တယ်။နောက်ထပ်နန်းချူရဲ့ပြစ်မှတ်ကတော့ဟိုင်ရိုဖြစ်ပြီးတော့ပြစ်ဖို့အတွက်ကိုလှုပ်ပါတော့တယ်။ဟိုင်ရိုကတော့လေသူထွက်သွားတဲ့ဘောရာအတွက်တွေကိုမှအစွမ်းကုန်ကြိုးစားမယ်ဆိုပြီးတော့ကြွေးကြော်နေပါပြီ။ဟိုင်ရိုစီကိုပြစ်လိုက်တဲ့ဘောလုံးကိုကစားပွဲတဲ့ကအမြန်ထွက်ချင်နေတဲ့ဆန်ကီကတော့အရှိကနေကိုဝင်ကလိုက်ပါတယ်။ဒါပေမဲ့လည်းဟိုင်ရိုကတော့ဘောလုံးကိုအောက်ပြုတ်မကျသွားအောင်လို့ပြေးပြီးတော့ဖမ်းလိုက်ပါတယ်။ ဒါပေမဲ့လည်းတန်ရရသွားခဲ့ပြီးတော့ကွင်းထဲမှာစိုက်ကစ်တယောက်တည်းကိုကြံနေခဲ့ပါတော့တယ်။ကွင်းထဲမှာတယောက်တည်းကြံခဲ့တာကြောင့်အားလုံးရဲ့ကိုယ်စိုက်စိုက်ကစ်တယောက်ကပဲအနိုင်ယူဖို့အတွက်ကိုမှတသိန်းလုံးကနောက်ကနေကိုအားပေးနေခဲ့ပါ၏။လူများကြီးအာယုံစိုက်တာကိုမခံကျင်တဲ့စိုက်ကီကတော့စိတ်နှောက်ရှက်ဖြစ်နေပါပြီ။စိုက်ကီကတော့ကစားပွဲကိုထမင်းစားရည်တောင်အနိုင်ယူလို့ရပါမယ်လို့တူတာနိုင်သွားခဲ့ရင်လူတွေအများကြီးရဲ့အာယုံစိုက်ခြင်းကိုပိုခံရမှာဆိုပြီးတော့စိုးရိမ်နေခဲ့ပါပြီ။ တမင်ရှုံးပေးလိုက်ရင်လည်းတခန်းလုံးကမုံသွားပြီးတော့အာယုံဆိုင်ခံနေရအောင်မှာဖြစ်ပါရင်ဆိုင်ကီကတော့ဂျင်းတဲ့ကြက်သေးကိုရောက်နေပြီးတော့ဘာဆက်လို့ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါရင်နောက်တော့လူရီရဲ့သဘောကျဆန်နှုန်းချေကိုစဉ်းစားခဲ့ပြီးတော့90ရာခိုင်နှုန်းလောက်သာအနိုင်ယူဖို့အတွက်ကိုမှဆုံးဖြတ်လိုက်ပါရင်ဆုံးဖြတ်ချက်ချပြီးတော့ဘောလုံးကိုပြစ်လိုက်ခဲ့ပါပြီဆိုင်ကီပြစ်လိုက်တဲ့ဘောလုံးကတော့ဖြည်းဖြည်းချင်းသွားနေတာကြောင့်တတင်းလုံးကလည်းရှုံးပြီလို့ထင်နေခဲ့ပါရင်ဒါပေမဲ့လို့ဘသူမှမထင်ထားတာကတော့ဆိုင်ကီကဖြည်းဖြည်းလေးပြစ်လိုက်ပေမဲ့လို့ဘောလုံးကတော့တစ်ဖက်လူလက်ထဲကနေကိုချော့ထွက်သွားပါရင် ဒါကြောင့်ဆန်ကီလှုပ်လိုက်တာပဲဖြစ်ပါရင်နောက်ထပ်ဘောလုံးပြရမယ့်သူကတော့တစ်ဖက်တင်းကကိုက်ဂျူရိုပဲဖြစ်ပါရင်စကားလုံးကြီးကြဲတွေကိုပြောပြီးတော့ကိုက်ဂျူရိုကလည်းဘောလုံးကိုပြစ်လိုက်ပါရင်ဒါပေမဲ့လည်းအားမပါတဲ့အကြောင်းဆန်ကီကတော့ဘောလုံးကိုအေးစေးကိုမှဖန်လိုက်နိုင်ပါရင်ဆန်ကီကလည်းသူများတွေရိမ်မိမှကိုဆိုလို့အားလေးနေနေထည့်ပြီးတော့ပြစ်လိုက်တာအရှင်ကိုမှမထိန်းနိုင်တော့ပင်နဲ့တစ်ဖက်ကလူနှစ်ယောက်စလုံးကိုတစ်ခါလေးကိုမှထွက်လိုက်ရပါရင် နောက်တော့ဆန်ကီကလည်းဒီလောက်ဆိုရင်အဆင်ပြေပြီဆိုပြီးတော့ဘောလုံးကိုတမင်အမှန်ခံခဲ့ပေမဲ့လို့ကွင်းထဲကိုအတန်းကောင်းဆောင်ကပြန်ရောက်လာပြီးတော့မြေကြီးဘော့ကိုပြုံးမချခင်ဘောလုံးကိုဖန်လိုက်ပိုင်းဟာရိုကလည်းကွင်းထဲကိုပြန်ရောက်ချင်ဘောလုံးကိုပြစ်လိုက်တာအခုဆိုရင်နော်ကွင်းထဲမှာဆန်ကီဟာရိုနဲ့နန်းဂျူကိုကိုက်ဂျူတို့ပဲကြံခဲ့ပါတော့တယ်ဆန်ကီကတော့အချိန်မယူချင်ပဲနဲ့ကိုမှတက်ကြွနေတဲ့ဟာရိုကြောင့်တခြားလေးကိုဆော့ပေးလိုက်ပြီးတော့ပွဲကိုလည်းအဆုံးတတ်နိုင်ခဲ့ပါတယ်နိုင်တော့တာကြောင့်ပေါ်ပူလာဖြစ်နေတဲ့ဆန်ကီကိုလည်းနန်းဂျူကဖက်ပြီးတော့အားပေးလိုက်တာကြောင့် ပေါ်ပူလာဖြစ်နေတဲ့ရာဂိုင်းနှုံးကလည်းချက်ချင်းကိုမှပြန်ကြသွားခဲ့ပါတော့တယ်။အထက်တန်းကျောင်းဆိုပေမဲ့လည်းအခန်းထဲမှာအတွဲတွေကအများကြီးရှိပါရင်ဆန်ကြီးကတော့အခုလိုမျိုးအခြေအနေတွေကိုစိတ်ချုပ်စရာလိုတတ်မှတ်ထားပါရင်ဘာလို့လဲဆိုရင်တော့သူတို့တွေကစိတ်ထဲကပြောနေတဲ့စကားတွေကိုကြားနေရတာကြောင့်ပါ။ဇုံတဲ့ကိစ္စတွေကိုအာယုံနောက်စရာလိုတတ်မှတ်ထားတဲ့ဆန်ကြီးကလည်းအခုဆိုရင်တော့ကုကုမီကြောင့်အခုလိုမျိုးအာယုံနောက်စရာအခြေအနေတွေကိုကြုံနေရပါပြီ။အကြောင်းကတော့ကုကုမီကသူ့ကိုသဘောကျပြီးတော့အနောက်ကနေတကောက်ကောက်ကိုမှလိုက်နေတာကြောင့်ပဲဖြစ်ပါရင်ကုကုမီကတော့ဆန်ကြီးရဲ့ဘေးမှထိုင်ရင်တယောက်တည်းစစ်ကူးကပါကိုရောက်နေပါပြီ။ ။ဆန်ကီကတော့သူ့ရဲ့နားကနေကိုကိုမီအမြန်ဆုံးထွက်သွားဖို့အတွက်ကိုမှဘလို့လို့ရမလဲဆိုပြီးတော့တွေးနေခဲ့ပါရင်။အဲ့ဒီအချိန်မှာကိုကိုမီကတော့ဆန်ကီနဲ့နှိစက်ဖို့အတွက်အကွက်တွေကိုရှေ့ပြီးတော့ဇလန်းတွေစနေခဲ့ပါပြီ။ပထမဦးဆုံးအကြောင်းကော်ရက်တာရဲ့တောင်းလေးမှာပုံနေပြီးတော့ဆန်ကီလာကိုစောက်ကဝင်တိုင်းမိတယ်လို့ဟန်ဆောင်ရင်းနဲ့နှိစက်ဖို့အတွက်ကိုမှပလန်ဖြစ်ပါရင်။ဆန်ကီအနာကိုမှရောက်လာကန်ဒီမှာသူမစိတ်ကူးထားတဲ့အတိုင်းဝင်တိုင်းလိုက်ဖို့ကိုလုပ်ပေမဲ့လို့ဆန်ကီကတော့ဂျွန်းပစ်ပြီးတော့ရှောင်းသွားလိုက်ပါ යි ။နောက်ထပ်ပလန်တစ်ခုကတော့လက်ကင်ဘဝဇလန်ပါ။သူမဆန်ကီဘေးကနေဖျက်ချောက်သွားတော့လက်ကင်ဘဝကိုပစ်ချခဲ့မယ်။ အဲ့ဒါကိုဆန်ကေကတွေ့သွားခဲ့ပြီးတော့သူမကိုပဝါလေးပြန်ပေးမယ်ဆိုပြီးတော့စိတ်ကူးထားတာပဲဖြစ်ပါတယ်။လက်ကైပဝါကိုပြစ်ချခဲ့ပြီးမယ်လို့ဆန်ကေကတော့အစွမ်းကိုတုံးပြီးတော့သူ့ရဲ့အိတ်ကတ်ထဲကိုပြတ်ထည့်ပေးလိုက်ပါတယ်။ကကိုမီကလည်းသူ့ရဲ့ပဝါကိုဆန်ကေကမကောက်ပေးတာကြောင့်လက်ကైပဝါပျောက်ချင်အောင်ဟန်ဆောင်ခဲ့ပြီးမယ်လို့ပဝါကတော့သူ့ရဲ့အိတ်ကတ်ထဲကိုပြန်ရောက်နေတာကြောင့်ဒီတစ်ခေါက်ကလည်းပလန်ပြတ်သွားခဲ့ရပြန်ပါပြီ။ကကိုမီဘက်ကလည်းဘလိုပဲအကွက်ရှိရွှေဆန်ကေကတော့သူ့မအကွက်ထဲကနေကိုအဝင်မခံဘဲနဲ့အမြဲတမ်းကိုပါရှောင်နေခဲ့ပါတယ်။စင်ကြီးလာတဲ့ကိုကိုမီကလည်းနောက်ဆုံးအကွက်ကိုထုတ်သုံးဖို့ကိုမှလှုပ်လိုက်ပါတော့ရင် အဲ့ဒါကတော့မိုးရေတဲကအခြေစလန်ပါ။သူမထီမပလာတာကိုဆန်ကီကတွေ့ရင်သူနဲ့အတူထိလိုက်စားဖို့အတွက်ကိုမှကြံ့စီနေတာပဲဖြစ်ပါရင်။ဒါကိုတိတဲ့ဆန်ကီကလည်းသူ့ရဲ့အစွမ်းကိုတုံပြီးတော့မိုးတိတ်အောင်လို့လုပ်ပြလိုက်ပါတော့ရင်။နောက်ဆုံးတော့ကိုကိုမီကလည်းအကွက်ရွှေ့လို့မရတော့တာကြောင့်လက်လျှော့သွားခဲ့ရပါတော့ရင်။အိမ်မှာတော့ဆန်ကီရဲ့ဖားသားကြီးကလည်းတခုခုခိုင်းစရာရှိရင်ဆန်ကီရဲ့စွမ်းအားတွေကိုအတုံးချနေကြပဲဖြစ်ပါရင်။အခုလေအခန်းထဲကဂရင်ကိုရွှေခိုင်းဖို့အတွက်ကိုမှဖြစ်ပါရင်ဂရင်ရွှေ့ရတဲ့ကြောင်းရင်းကလည်းသူ့ဖေနဲ့အမေကတယောက်နဲ့တယောက်ကိုမှစိတ်ကောက်ပြီးတော့ဂရင်ခွဲနေကြတာဖြစ်ပါရင် အခုပြန်လဲတဲ့နေရောဆန်ကီကိုသူ့ရဲ့အစွမ်းနဲ့ဂရင်ကိုပြန်ရွှေ့ခိုင်းပြပါပြီ။အမှန်တော့ဆန်ကီရဲ့အစွမ်းတွေက overpower တွေဖြစ်တယ်ဆိုပေမဲ့လို့အမြဲတမ်းကတော့ perfect ဖြစ်နေတာမဟုတ်ဘဲနဲ့မကောင်းတဲ့အချက်လေးတွေလည်းရှိပါသေးတယ်။ဂရင်ကိုရွှေ့ပေးလိုက်တော့ဆန်ကီရဲ့မိဘတွေကလည်းစိတ်ချမ်းသာသွားကြပါပြီ။ဒါပေမဲ့လို့ဂရင်ရဲ့နေရာကဝရဏာကိုပိတ်နေတာကြောင့်ဆန်ကီကိုထပ်ပြီးတော့အာကိုရပြပါရင်ဒါလဲဆန်ကီကနာပူရာမခံနိုင်တာကြောင့်ထပ်ပြီးတော့ရွှေ့ပေးလိုက်ပါရင်နောက်တစ်ခါကျတော့လေဂရင်ကဗီဒီယိုကိုပိတ်မိသွားတာကြောင့်ပြန်ရွှေ့ပေးရပါရင် ထပ်ပြီးတော့ရွှေပင်ကြီးရွှေပင်ရင်နဲ့ဆန်ကီကလည်းအာယုံနောက်လာပြီးတော့အခန်းကိုကျဲသွားအောင်လို့နေရံကိုအပေါက်ဖောက်ပေးလိုက်ပါတယ်။အခန်းကလည်းရံကုန်မှကျဲသွားတာကြောင့်အခန်းထဲကိုပစ္စည်းတွေတစ်ခုပြီးတစ်ခုကိုမှရှောက်ထည့်ကြည့်နေကြပါတယ်။ထဲသမျှပစ္စည်းတွေကိုလည်းစိတ်တမ်းမကြတာကြောင့်ဆန်ကီကိုသူတို့တွေဒီဘက်အခန်းကိုမတုံးတော့ပဲနဲ့ဟိုဘက်ကအခန်းကိုပဲတုံးတော့မှကြောင့်နေရံကိုပြန်ပိတ်ပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်။ဆန်ကီကလည်းအာယုံနောက်လာပြီးတော့အချင်းကိုနောက်ပြန်ဆုပ်ကအခန်းနေရံကိုပြန်ပိတ်ပေးလိုက်ပါတယ်။သူရဲ့မိဘတွေအခန်းနေရံကိုပြန်ပိတ်သွားလို့ပျော်ရွှင်နေတော့ပဲရှိပါသေးတယ်။ ကနေနီကလည်းမူလသူတို့ targeting နေရာတိုင်ပဲပြန်ဖြစ်သွားခဲ့ကြပါရင်အကြောင်းရင်းကတော့ဆန်ကီတုံလိုက်တဲ့အစွမ်းကအချိန်နောက်ပြန်ရတဲ့အစွမ်းဖြစ်တာကြောင့်ပစ္စည်းတွေကလည်းအရင်အတိုင်းကိုမှပြန်ရောက်သွားတာပဲဖြစ်ပါရင်ဆန်ကီကျောင်းကိုလာနေတော့ကျောင်းအပေါက်ဝါမှာဆရာကနေပြီးတော့ဝင်လာသမျှကျောင်းသားတွေကိုသူရဲ့ fashion နဲ့ပတ်သက်ပြီးတော့တရားပီးတရားကိုမှစုနေခဲ့ပါရင်ကျောင်းသားတွေကလည်းကျောင်းထဲကိုမဝင်ခင်ဆရာအဆူခံရမှဆိုလို့စိတ်ညစ်နေကြပါရင်ဒါပေမဲ့လည်းဒီကိစ္စဟာဆန်ကီတွက်ကတော့ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူးဒါကလည်းအကြောင်းရင်းရှိပါရင် ဆန်ကရက်ပုံစံဟာအားလုံးသိတဲ့အတိုင်းသပင်ပန်းရောင်ခေါင်းမလင်းအင်တာနက်တိုင်းတက်ထားတဲ့ကောင်းလေးတယောက်လည်းဖြစ်ပါသည်ဆန်ကရက်ပုံစံကတော့ကမ္ဘာပေါ်မှာရှိတဲ့သူတွေနဲ့လုံအောင်ကိုမှကွဲပြားပြီးတော့အခုကျတော့ဘာလို့တာမန်ကောင်းလေးတယောက်အနေနဲ့ပဲတခြားသူတွေကဘာလို့လက်ခံထားရလဲဆိုတာကိုရှင်းပြပါမယ်အဖြေကတော့ဆန်ကဟာဒီကမ္ဘာလုံးကို mind control လုပ်ခဲ့တာပါချင်းချက်ကတော့ဆန်ကဟာတခြားသူတွေစိတ်ထဲမှာတွေးနေတဲ့အရာတွေကိုသိနိုင်ပါတယ်ဒါပေမဲ့လို့ဆန်ကဟာတခြားသူတွေရဲ့စိတ်ကိုတော့ထိန်ချုပ်လို့မရပါဘူး သူလုပ်ခဲ့တဲ့ mind control ဆိုတာကတော့တာမန်မဟုတ်တဲ့အရာတွေကိုတာမန်ကိစ္စတွေဖြစ်အောင်လို့ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။အရင်တုန်းကကဘာပေါ်ကလူတွေအလုံးဟာလည်းစပင်အမဲရောက်မဟုတ်ရင်အညိုရောင်တွေပဲဖြစ်ပေမဲ့လို့စံကီတယောက်ကတော့စပင်ပန်းရောင်နေပါ။သူ့ရဲ့စပင်ရောင်ကြောင့်လူတွေအာရုံစိုက်တာခံနေရတဲ့စံကီကလည်းကဘာပေါ်မှာရှိတဲ့သူတွေအလုံးရဲ့စပင်တွေကိုအယောင်ပုံစံကိုမှပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့စံကီငငယ်တုန်းကကောင်လေးတယောက်ချော့လဲတာကိုသူ့ရဲ့အစွမ်းနဲ့တုံးပြီးတော့ကုပေးခဲ့တာကိုလူတွေမြင်သွားတာကြောင့်စံကီကလည်းဒီကဘာလုံးကိုနောက်တစ်ခါ mind control လုပ်ခဲ့ရပါတယ်။ ောက်ဆက်တွဲရည်အနေနဲ့ကတော့ဒီကဘာပေါ်မှာအနာကျက်တာတွေဒဏ်ရာတက်တာတွေမျက်ဆက်နေခဲ့ပြီးတော့တချို့တွေဆိုရင်ဖျားနာတာတွေတောင်မှမဖြစ်လာတဲ့အထိပါပဲ။စိုင်ကီလောက်ခဲ့တဲ့အရာတွေအများကြီးကိုမှကြံပါသေးတယ်။လူတွေရဲ့စဉ်စားနိုင်စွမ်းကပို့ပြီးတော့အားကောင်းလာတာမျိုးအဝေးစားတွေပြဲသွားရင်အရေးကြီးတဲ့နေရာတွေကဖုံးကျန်ခဲ့တာမျိုးကြွက်သားမရှိတဲ့အားကောင်းနေတာမျိုးတွေအကုန်လုံးကစိုင်ကီရဲ့လက်ချက်ပဲဖြစ်ပါတယ်။အခုကျောင်းမှာလည်းကျောင်းသားလူပိုင်းတယောက်ကကျောင်းဆရာကိုပြန်ပြေးနေပါ යි ။အဲ့ဒီအချိန်မှာကျောင်းအုပ်ဆရာကြီးကလည်းရောက်ရှိလာခဲ့ပြီးတော့ သူထက်နှစ်ဆားလောက်အကောင်ကြီးတဲ့ចောင်းသားလူမရဲ့နှောက်ကျောကိုလက်ပြက်နဲ့ကိုတစ်ချက်ကျွေးလိုက်တာចောင်းသားကလည်းမှောက်လဲသွားခဲ့ပါတော့တယ်ဒီလိုမျိုးထူးဆန်းတဲ့ကိစ္စတွေအားလုံးကိုတာမန်ကိစ္စဖြစ်အောင်လို့ပြောင်းလဲလိုက်တာကတော့စိုက်ကီပဲဖြစ်ပါရင်နောက်ပိုင်းမှာဘာတွေများဆက်ပြုံးမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါရင်ကေဒါဆိုရင်နောက်ပိုင်းမှာပြန်တွေ့ကြရအောင်လားဗျာ